ဟမ်ဘာရွှေမှလည်းမရှိဘူးပလင်းတစ်ခုပဲရှိတယ်ဟာကဲပြိတက်ကြီးတို့ရေအဲ့ဒီပလင်းကဘာပလင်းဖြစ်နေမယ်လို့ထင်ပါတယ်လေအဲ့ဒီပလင်းကိုထပ်ခွင့်ကြည့်ကြမလားငါတော့မခွင့်စေချင်ဘူးနော်တိုးကြောင်စကားမဆုံးလိုက်ခင်မှာလက်မြန်နဲ့ပူကြီးကစေးရင်ပလင်းကိုခွင့်လိုက်တော့လေစေးရင်ငွေကိုရှူမိပြီးခဏလောက်ကြာသူတို့လေးယောက်သားတယောက်ကိုတယောက်မေ့သွားခဲ့တော့လေဟမ်မင်းတို့ကဘာတွေ့ရလဲငါဘာလို့ဒီလိုရောက်နေပါလဲ ဒါငါဖုန်းလားဘာမိုက်လိုက်တာဟမ်ဒလုံနဲ့အကောင်လုံးကပြောချင်အောင်ပြောပြီးအဲ့ဒီနေရာကနေကိုစီထွက်သွားခဲ့ကြတယ်တော့တော့ပေါ်တရား အိမ်မနေရတာပြင်းတဲ့အတွက်ရွာလေးကိုလမ်းလျှောက်ထွက်လာတယ်။ဖိုးသူတို့ဘယ်သွားကြတယ်မသိဘူး။ငါစီလည်းတယောက်မှလာမလဲကြောင်။သူတို့မလာတော့လေငါသွားလည်ရတာပေါ့။တုပ်ပေါ်လေစကားပြောရင်လမ်းလျှောက်နေတဲ့အတွက်ရှင်းမကြည့်မိပဲခလုတ်တိုင်သွားခင်းအမလီပလုတ်တော့လဲကြတော့မလို့။ဩဒီအောင်နဲ့ကြီးကဘာလို့လမ်းလိမ်မှာရောက်နေမသိဘူး။ငါတခြားနေရာမှာသွားပြေအောင်မှာပဲ။မဟုတ်ရှင်လေ။ငါလိုပဲခလုတ်တိုက်ပြီးတော့လဲနေလိမ့်မယ်။ဒါလို့နဲ့ တုပ်ပေါ်လေအုံလက်ကိုကောက်ပိုင်ပြီးအဲ့နေရာထွက်လာခဲ့လိုက်တယ်။အဲ့ဒီအချိန်မှာပဲဘိုးကြီးနဲ့တိုးကြော်ကလမ်းလျှောက်ရင်းနဲ့သူ့နာကိုရောက်လာခဲ့တာပါ။ဟာတုပ်ပေါ်ပါလားဘယ်သွားမလို့လဲကွာ။ဘယ်မှရေမဟုတ်ပါဘူးကွာ။ဒီအုံလက်ကိုတော့ပြစ်မလို့။အုံလက်ကခွက်ခွက်လीနော်။အဲ့ဒီမှာလူတိုင်းချင်းမိုင်းလောက်တည်းဟာ။အေးနော်ဟုတ်သားပြီ။ငါမလို့မစဉ်းစားမိပါလိမ့်။ဒါဆိုငါတို့တလက်စီစီးကြမလား။ကောင်းပါပဲမင်းရင်စီလိုက်လीအ ငါနဲ့တို့ကြောင့်ဆွဲပြီမေ Okay okay ဟိုဒါနဲ့မင်းတို့နှစ်ယောက်ကအားကြလို့လားအားရမောကွအိမ်မာနေငါ့အမေခိုင်းနေမှာဆိုလို့ရွာလေးကိုထွက်လာခဲ့တာဟာဩအေးပါကွာဒလုံနဲ့တုတ်ပေါ်လေအုံးလက်ကုံမတက်လိုက်ပြီးတိုးကြုံနေဘူးကြီးကဆွဲပြီးခဲ့တာပါရှေးမိုက်တယ်မိုက်တယ်ပို့ပြီးတော့မြမြန်လေးဆွဲပြီနော် Okay okay မင်းသာတေးချကိုင်းတာအဲ့လိုပြောပြီးတော့တိုးကြုံနေဘူးကြီးလည်းအားကုန်သွန်ပြီးဆွဲနေခဲ့ရော်လေရှေး ျော်လိုက်တာပျော်လိုက်တာရွာလဲတနီယာနာကိုရောက်မှမိခင်မကဖုန်းတစ်လုံးနဲ့ဘလော့ရှိုက်နေခဲ့တာပါဟုတ်ကဲ့ခုချိန်မှာတော့ကျမအောင်မန်းရွာလေးကိုရောက်နေပါတယ်ဘလောက်ထိတာယာလေးဆိုတာကိုရိုင်းသာကြည့်လိုက်ကြမအောင်ပြိသက်ကြီးလို့ရေအဲ့ဒီအချိန်မှာပဲသူ့နာကိုဘိုးကြီးနဲ့တိုးကြောကအုံလိုက်ဆွေးရင်းနဲ့ရောက်လာခဲ့ဟာမိခင်မပါလား တို့ရအောင်အလင်းလာတာလားအဲ့ဒါနဲ့မိခဲမလေးသူ့ဖုန်ကိုတော်ဘိုးတို့ဘက်ကိုထောင်းလိုက်တယ်။ Hi အမေရမှာတကယ်ချင်းနေနဲ့လာတွေ့နေပါလေ။ဟဲ့တော်ဘိုးတို့ဟိုက်လိုက်ကြမအောင်။ဟိုကျမတကယ်ချင်းနေကတော့အုံးလက်စီးနေကြပါလေရှင့်။ဟာဒီလိုနဲ့ဘိုးကြီးတို့တော့ရောက်တော့မိခဲမရဲ့ဖုန်းကိုကြည့်ပြီးလည်းရန်ပြလိုက်ကြရင်။ Hello hello တော်ဘိုးအုံးလက်စီးရတဲ့ရှင်နှင်းဖြစ်လေးပြောပြပေးပါလား။ဟာမပြောချင်ပါဘူး။ နေသိချင်ကိုယ့်အကူစီးကြည့်လိုက်ဟင်တကယ်လားငါစီးလို့ရလားရတယ်စီးငါတို့တော့အောင်ဆွဲပြီးမယ်ဒလုံးနဲ့မိခဲမလေးဖုန်ကြီးတကားကနဲ့အုံးလက်ကောင်မကိုထိုင်လိုက်တယ်ကဲစားတွက်လို့ရပါပြီရှိအုံးလက်ကိုစီးရတာပျော်စရာကြီးဟိတ်မိခဲမပျော်နေပြီမယ်တော်ဘောတို့၃ယောက်ကတော့မပြောနိုင်ပါဘူး။ဟဲ့တော်ဘော။မင်းငယ်ကြီးမိခဲမှာဘယ်ကြီးမှဆင်းမလေး။တို့လည်းလေကြံသေးတယ်ဟ။ဟုတ်တယ်ဟ ငါသူ့ကိုဘယ်လိုပြောရမလဲမသိဘူး။ तू ကဖုံးရင်တကားကနေဆိုတော့ဟိုတော်ကြာငါပြောလိုက်ရင်သူ့ပြိတ္တတရားငါ့ကိုမကောင်းမြင်သွားအောင်ပါ။အဲ့ဒါလေဟုတ်သားပြီ။ထားလိုက်ပါ။ငါတို့ဟိုဘက်တီပဲဆွဲပေးကြတာပေါ့။ဟုတ်ကဲ့။ဒါကတော့တဘာဝအပြီးတဲ့ကစားစရာတစ်ခုပါ။ခုလိုတဘာဝကြီးရပြီးတဲ့ကစားစရာနဲ့ပြိတ္တတို့လည်းကိုယ့်ရောင်မှာကစားကြပါလို့တိုက်တွန်းချင်ပါသေး။ဦးဖီလင်းကတော့ရောင်းမိုက်ပါတယ်။တဘာဝကပေးတယ်ဖြစ်ရသည်။အုံးမေကပေးတယ်ဟောက်။ဟုတ်ပါကွာ။အဲ့ဒီမိခဲမလေး ပေါက်ကရနေရိုက်ပြီးတော့ပဇက်တိတ်ရှိရာရှောက်ပြောနေတာဒီလိုနဲ့တဘောတို့အဖွဲသားတွေလည်းတောင်ကုန်းတနေရာကိုရောက်လာခဲ့တယ်။ဟိုမိကျမ်းမဟမ်ငါ့ကိုခေါ်လာလား။အော်မမလို့မိကျမ်းမမနေ့ဟိုဆင်းဆင်းလို့ရပြီ။အော်အေးပါငါလည်းအုံးလည်းမစည်းရတာကြတော့အရမ်းပြောင်ပြီးတော့ဆင်းမမေ့သွားလို့ဟာရပါလေ။ကဲဒါလို့ဆိုရင် ငါလည်းပဲငါ့ကိုခိုတောင်ကုန်းပေါ်ကနေဆွဲပေးကြ။ Okay okay ။ဒါလို့ဆိုရင်အရန်အားဆိုင်စရာမလိုတော့ဘူး။အဲ့လိုပြောပြီးတော်ဘောတို့သုံးယောက်သားတောင်ကုန်းပေါ်ကိုတက်ပြီးတော့အုံလက်စီဖို့အတွက်ပြင်ကြတယ်။ကဲဘိုးကြီးအစင်းနေမလားအစင်းနေမယ်ဟိတလူနဲ့တော်ဘောတို့နှစ်ယောက်လည်းဘိုးကြီးထိုင်ထားတဲ့အုံလက်ကိုဆွဲပြီးနေခဲ့ကြတယ်ရေး ပြောလိုက်တာဟင်ပြောလိုက်တာအဲ့ဒါနေတိုးကြောင်းဟာကဲဒီတကာငားလဲပဲနော်โอเคโอเคဒီတကာမင်းတို့နှစ်ယောက်စီလိုက်ငါဆွဲပြီးမှာမိခင်မကလည်းသူ့တို့နာကိုဖုံးတကားကနေရှောက်လာတယ်ငါလည်းဆွဲကုန်မယ်လေကဲပြိတက်ကြီးဒီတကာတော့ကျမဆွဲကုန်ရတဲ့အလေးကိုရှောက်လာပါပြီတကယ်လားဒီလိုဆိုလဲကောင်းတာပေါ့ဟာ ဒါလို့နဲ့ဘိုးကြီးနဲ့မိခဲမှလည်းသူ့ဘောတို့ဆွဲပေးနေကြတယ်။ရှင်ကောင်းစင်မှစီရတာမိုက်တယ်ဟိမြန်မြန်လေးစီရတယ်။ရှင်ပျော်စရာကြီးမိုက်တယ်မိုက်တယ်။သူ့ဘောတို့ပြောနေကြတော့တခုခုနဲ့တိုက်မိသွားခဲ့တယ်။အောက်မလေးတေးပါပြီဗျ။ဟိုးစတော့ရကြရကြတော့ဘောဘာဖြစ်သွားတယ်မသိဘူး။ဟဲ့တော့ဘောမိဘာဖြစ်သွားလဲ။အဲ့ဒါနဲ့မိခဲမှလည်း သူ့ဖုန်းကိုထောင်းပြီးတော့သူ့ဖုန်းနားကိုသွားလိုက်တယ်။ဟုတ်ကဲ့ခုတငယ်ချင်းတယောက်ကစကားချက်ချင်းမပြောနိုင်လောက်နာကျင်သောမှုပေါ်ပါလေ။သူဘာဖြစ်သွားတယ်ဆိုတာစစ်ကြည့်လိုက်ရအောင်မ။ဒလုံနဲ့တုတ်ပေါ်လေကင်မရာရှေ့မှာဆိုတော့မျက်နှာကိုပြောင်းအောင်ထားလိုက်တယ်။ဟိုဟိုငါဖင်နေတခုခိုက်မိလို့ဟာ။ဟမ်ဟမ်ဘာနဲ့ခိုက်မိသွားလဲ။အဲ့လိုပြောပြီးသူတို့နဲ့အုံးလက်ကိုဖယ်ချင်းလိုက်ချိန်မှာမြေကြီးထဲမှာနေဝင်နေတဲ့တစ်တာဒလုံကိုတွေ့လိုက်ရတာပါ။ က်တာတလုံးပဲမင်္ဂလာပါပရိသတ်ကြီးလူကြီးခုကျမတို့တက်တာတလုံးတွေ့ထားပါတယ်အဲ့ဒီတက်တာရဲ့မှာဘာရှိနေမလဲဆိုတာကျမတို့လေရန်ကိုစိတ်ဝင်စားနေပါပြီပရိသတ်ကြီးရောဘယ်လိုနေပါသလဲငါတို့ဒီတက်တာကိုလက်နဲ့တူးကြတာပေါ့ဒီလိုနဲ့သူတို့အဖွဲ့လေမြေကြီးထဲမှာနေဝင်နေတဲ့တက်တာကို ခဲရခေစင်ထောက်နိုင်သွားခဲ့တယ်ရပြီဟာ ငါတို့ဖွင့်ကြည့်လို့ဖြစ်ပါမလားဟုတ်တယ်ဟာတက်တာထဲမှာမွေတွေရှိနေဘယ်လိုလုပ်မလဲတို့အောင်သိမှာနော်မွေတော့မရှိတော့ပါဘူးဟာငါတင်တော့ရွှေတွေရှိနေမယ်တင်တယ်ကဲပါဖွင့်မှမြင်ဖွင့်ကြတော့ငါပြိတက်တယ်လဲသိကျင်နေလောက်ပြီဒါဆိုငါဖွင့်ပြီနော်ပြေးဖို့အသေးရှက်လိုက်တဲ့တုတ်ပေါ်ကိုတိုးကြောင်းဟာတုတ်ပေါ်မင်းပြေးတော့မလို့လားအေးလေအချိန်နေမဟန်ဝင်ဝင်ပြေးရမှာပေါ့မင်းတို့ဘာမှကြောက်မနေနဲ့ဒီတက်တာထဲမှာရွှေတွေပဲရှိလောက်မှာအိမ်တော်တော့ ။ဘိုးကြီးလည်းတက်တောင်ဖွင့်လိုက်ခြင်းအထဲမှာရှိနေတဲ့အရာကသူတို့မမျော်လင့်ထားတဲ့အရာဖြစ်နေခဲ့တာပါ။ဟမ်။ဘာရွှေမှလည်းမရှိဘူးပလင်းတစ်ခုပဲရှိတယ်။ဟမ်။ကဲပြိတက်ကြီးတို့ကြီးအဲ့ဒီပလင်းကဘာပလင်းဖြစ်နေမယ်လို့ထင်ပါတယ်လေ။အဲ့ဒီပလင်ကိုထပ်ဖွင့်ကြည့်ကြမလားငါတော့မဖွင့်စေချင်ဘူးနော်ဒုကြောင့်စကားမဆုံးလိုက်ခင်မှာလက်မြန်တဲ့ဘူကြီးကစေးရင်ပလင်ကိုဖွင့်လိုက်တော့လေစေးရင်ငွေကိုရှူမိပြီးခဏလောက်ကြာသူတို့လေးယောက်သာ တယောက်ကိုတယောက်မေ့သွားခဲ့တော့တယ်။ဟမ်မင်းတို့ကဘာသူတွေလဲ။ငါမလို့ဒီလိုရောက်နေပါလေ။ဒါကငါဖုန်းလား။ဘာမိုက်လိုက်တာ။ဒလုံးနဲ့အကောင်လုံးကပြောချင်အောင်ပြောပြီးအဲ့နေရာကနေကိုစီထွက်သွားခဲ့ကြတယ်။ရွာလန်းတနေရာမှာတော့ဖိုးထရိုသုံးယောက်သားကတုတ်ဘောကိုရှာဖို့အတွက်ရွာလေးကိုထွက်လာခေးစားတာပါ။ဂျီတုတ်ဘောတယောက်လည်းလေဒင်းကိုရှာနေရတွေ့အောင်လုံးနှက်နေပြီ ဘယ်ကိုသွားလဲနေမသိဘူးဟုတ်ပါကွာသူဝယ်စားနေကြမုန်းဆိုင်မှလည်းမရှိဘူးဆိုတော့တခုခုတော့တခုခုပဲဟာပြောရင်းဆိုရင်လည်းတိုးပေါ်ကိုတွေ့ပြီဟဲ့ဟုတ်သားပဲဟဲ့တိုးပေါ်နေပဲရှောက်သွားနေရလေတပကလာနေရဲ့တိုးပေါ်ကသူ့ကိုစကားလမ်းပြောနေရဲ့လူသုံးယောက်ကိုမြင်လိုက်တယ်ဒီလူတွေကပါလေငါ့ကိုကြွက်ကြည့်ကြွက်ကြည့်နေအဲ့လိုပြောပြီးတိုးပေါ်လေသူ့ကိုစကားလမ်းပြောနေရဲ့ပို့ထုတ်ကိုသုံးယောက်သားကိုရှောင်ပြီးတော့ဆက်သွားခဲ့တာပါ ဟဲ့အောင်တော့ခေါနေရကွာငါ့ကိုပြောနေရလားအေးလေဒီလမ်းမှာမင်းမဲရှိနေရမင်းကမပြောလို့ဘသူ့ကိုပြောရမှာလဲလူမနေရချင်းနေနော်ငါမင်းတို့မသိဘူးအဲ့လိုပြောပြီးတုတ်ပေါ်နေခက်သက်သက်ရှောက်သွားလိုက်တယ်ဒီကောင်တော့ဘောဘာဖြစ်နေရလဲသင်ဥဆောင်နေရလားဒင်းနေတော်လေးငကိုရေးရဆက်ရှည်နေရမဟုတ်လှုပ်ဆုပ်အောင်မှာဒလုံနဲ့မိဝိုင်းလေးတုတ်ပေါ်နောက်ကလိုက်သွားပြီးတော့သူ့စပင်ကိုလှမ်းဆွဲလိုက်တယ်ကဲဟာဟန်ဆောင်ချင်းအာနာလေးဟာ ဘာလို့ငါစီရောလာဆွဲနေရလဲနင့်ကိုခေါ်နေရအဖက်မလုပ်ပဲထွက်သွားလို့ဟေးထွက်သွားလို့မင်းတို့ခေါ်တိုင်းပြန်ထူးရအောင်မင်းတို့တော့ကငါ့ကိုသိလို့လားညပိတော်ဘောကတကူမှားနေတယ်လို့ပဲနော်ဟိုတော်ဘောမဟုတ်တော့တယ်လို့ပဲဟုတ်တာပဲတော်ဘောနဲ့ရုပ်ချင်းစင်နေသူထင်နေနော်ဟမ်အဲ့လိုလားနင်တို့ပြောမှငါလည်းသတိထားမိရေတို့ဒီရဲ့တော်ဘောကခုလောက်ထိဟန်ဆောင်မကောင်းမဟုတ်လားဟုတ်တယ်ဟာလွတ်ပေးလိုက်တော့ကဲအမီး ငါသွားလို့ရမလားအမငါ့အောင်မြအမိတဲ့သွားလို့ရပြီဟေးသွားသွားဒါလို့နဲ့အတိတ်မိနေတဲ့တုတ်ပေါ်လေးအဲ့နေရာထပ်သွားခဲ့ပြီးတုတ်ပေါ်ကိုရှာဖို့တော့ဖွင့်နေတဲ့ဖိုးထူးလို့လေးအဲ့နေရာကနေထွက်လာခဲ့လိုက်ကြတယ်ညနေပဲရောက်တော့တုတ်ပေါ်လေးကန်ကြီးပေးမှထိုင်ရင်းနဲ့ရှိနေခဲ့တယ်အဲ့ဒီအချိန်မှာပဲဒေါ်တင်တွေကရေဦးရက်ပြီးရောက်လာခဲ့တာပါဟဲ့တာ အဲ့ဒီမှာဘာထိုင်လုပ်နေရလဲတောင်းတငယ်ချင်းနေတောင်းဟိုရှာနေကြတယ်အဲ့ဒါတွေ့ပြီမလားဟိုအကြီးကတောင်းဟိုသိလို့လားဟင်စောနာကလူသုံးယောက်နဲ့တောင်းဟိုတော်ဘောဆိုရယ်နမေဦးခေါ်ပြီးစကားလာပြောနေလို့ဗျဟေးဒီကလေးတော့ဘာဖြစ်နေရတော့အမေကတော့မမှတ်မိဘူးလားကွဟမ်အမေလားဟိုလူမနေရခြင်းနဲ့နော်တာအကြီးကိုတကားမှမမြင်ဘူးဗျဟေးဒီကလေးတော့အမေကိုလာနောက်နေအမေကတော့မမှတ်မိပဲနေပါမလားကွဒါမဲ့ တာမှာရီကိုမသိတာဒင်းမူဝမှန်တယ်လို့ပဲဘာတွေဖြစ်လာတယ်မသိဘူးအဲ့လိုတွေးလိုက်ပြီးဒေါ်တင်နဲ့လေတိုးပေါ်လက်ကိုဆွဲပြီးတော့အဲ့နေရာနေထွက်လာခဲ့လိုက်တယ်ဟမ်ဘာလို့တာလဲဗျတာလက်ကိုလွတ်ပါရဲ့တာကိုရောင်းစားမလို့လားဟင်ညာဘက်ရောက်တော့တိုးပေါ်လေသူတို့အင်ကအေကန်းရှိမှငုတ်တုံလေးရှိနေခဲ့တာပါသူကဝိုင်းကြည့်နေတဲ့ငယ်ချင်းတစ်တိုင်းနဲ့မိဘတွေကိုကျင်းလိုက်တယ် ဟိုဒီင်းကမိသားစုကတော်တော်များတယ်နော်ပြီးတော့ရုပ်လည်းမစင်ကြအောင်တင်နေငါသားလေးကဘာဖြစ်သွားလဲဘယ်သိပါမလဲတော့ကျုပ်တင်တော့လीအစိမ့်တွေဝင်စည်းနေတာထင်းနေဟာဟုတ်ပါမလားရှင်ရဲ့ဟိုသူထမင်းတောင်းစားသေးလားဖိုးတူပြောမှာတတိယရည်အချိန်မီဘိုင်းစာနေရကလေးကဘာကြီးကြီးလုံးဝမစားဘူးတော့ဟုတ်လားရှင်တတော်လေးလေခုလိုဒီစက်နဲ့ပြုတ်မှုကြောင့်တုတ်ပေါင်းမဟုတ်ဘူးလို့ထင်လိုက်တာဗျမော်စရာချက်ကြီးကတုတ်ပေါင်းနှစ်ခုပေါ်လက်တင်ပြီး ပါဇက်ကနေပေါ်စီပေါ်စီယွန်လိုက်တော့တော်ပေါ်လေးနောက်ကနေလိုက်ယွန်နေခဲ့တယ်။ဟင်တော်ပေါ်ကခုလိုကြတော့လိုက်ယွန်နိုင်သားပဲ။ဟမ်။อืมတော်ပေါ်ကမှညံပြောက်စီရဲ့အရာတခုကိုရှုမိထားတာပဲ။ဟမ်။ဒါလို့ဆိုအရေးသားကမှညံပြောက်နေရလားယင်။ဟုတ်တယ်ရှင်။အဲ့ဒီအရာကိုဟိုတော့ကအောင်းလန်းဆရာတို့ကဖန်တီးထားခဲ့တာပါ။ဟမ်။ဒါဆိုကျုပ်တို့တော့ဘလို့ပြန်ကောင်းအောင်လုပ်ရမလဲ။ကျွန်တော်ကကောင်းကြည့်ဗျ။ဦးလေးတို့ကလူမနေကြတာ။ တော်ဘောကတော့လုံးလုံးအတိတ်မေ့နေရပြီပြန်ကောင်းအောင်လုပ်လို့ရတဲ့နေရှိပါတယ်အကြီးလုံးကြီးမှာရွှေပြုံသီးရှိလိုက်ရွှေပြုံသီးလားရှိရပေါ့ကွယ်အရင်နေ့ကမှလေယာရီကနေလက်ဆက်ဆက်ခူလာခဲ့တာအဲ့လိုပြောပြီးဒေါ်တင်တွေကနောက်ဖေးကိုဝင်သွားလိုက်ခြင်းတပတ်မှာတော့တကြီးကယာရီကိုလှည့်ပတ်အော်နေခဲ့တာပါဟယ်လိုဟယ်လိုအရေးကြီးတဲ့နေ့မှာအရေးကြီးတဲ့နေ့မှာယာရီကဘိုးကြီးနဲ့တိုးကြော်ပြီး တပည့်ရွာမိခဲမှလူပြောက်နေပါတယ်။သူတို့သောရောင်ကိုတွေ့ခဲ့တဲ့သူများရှိသောကျုပ်တကြီးအိမ်ကိုလာရောက်ပို့ဆောင်ပေးကြပါလို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာ။ဘိုးကြီးကတော့ကျုံညက်နေရဗီဒီယိုရှင်းမှတွေ့လိုက်တယ်ဗျ။ကျုံလည်းထူးထူးဆန်းဆန်းမှုခေါ်လိုက်သေးတာ။ပြန်ထူးမလားနဲ့ဒီတိုင်းပဲထားခဲ့လိုက်တယ်။ဟင်ဟုတ်လား။ဒါလို့ဆို မောင်တော်ဝါပဲတွေ့ခဲ့တဲ့နေရာမှာတောက်ခေါ်ပြီးလို့ရမလား။ဟုတ်ကဲ့ရပါတယ်ဗျ။ကျုပ်ကုကြက်ချင်းပဲတောက်ခေါ်လိုက်ပါမယ်။အလိုလေးကလေးတွေကဘလို့ဖြစ်တာမလဲ။ ဟုတ်ပါတော့ကလေးမိဘတွေတော့အရန်ကိုစိတ်ပူနေတော့မှာပဲဒလုံးနဲ့တယောက်တစ်ပေါက်တီလိုပြောဆိုနေခဲ့ကြတယ်တဘောတို့အိမ်မှာရှိနေရဲ့ဖိုးထူတို့တွေလည်းတကြီးစော်ဟောတာကိုကြားသွားခဲ့ပြီးတော့ကိုချက်ကြီးဒလုံးဆိုတဘောနဲ့ဘိုးကြီးတို့ကအတူအတိတ်မိသွားကြလားဟင်음ကျောက်လေအဲ့လိုထင်မိတယ်ကွာတဘောကိုဆေးတိုက်ပြီးကျောက်တို့တကြီးအိမ်ကိုသွားကြတာပေါ့ ိမ်နောက်တော့မှော့စရာချက်ကြီးနေတုပ်ပေါ်အတွက်ဆေးပေါ်ဆက်လိုက်ပြီးတိုက်လိုက်ချိန်မှာတုပ်ပေါ်လေးငကိုအတိုင်းပြန်ဖြစ်သွားခဲ့တော်ရီဟင်မင်းတို့ကငါ့အိမ်မှာရှိနေကြရပြီဟာကိုချက်ကြီးရောပါလားကျွန်တော်အိမ်မှာမဟုတ်လို့စားကြလို့လားဟွန်းခုတော့တုပ်ပေါ်အစီပြန်ရောက်လာခဲ့ပြီပဲဟုတ်ပါကွာတုပ်ပေါ်မင်းနေလျာဘယ်ဒီလျှောက်သွားနေရလဲငါလားအာဘွေးရုံးနဲ့အုံးနဲ့စီကြတယ်ပြီးတော့တစ်တာတလုံးတွားတွေ့တစ်တာဟုတ်လား ဘာသက်တာလဲငါတို့လည်းသိကျင်တာနဲ့ဖွင့်ကြည့်ကြတယ်ဟာအထဲမှာပလင်းလေးတစ်ပလင်းပဲရှိနေရလေဦးတလုံးနဲ့ပြန်ခဲကြတာတင်နေငါလည်းတိတ်မမှတ်မိတော့ဟာဒီတိုင်းဆိုရင်တော့သိကြပါပြီကျုပ်တကြီးရင်ကိုသွားလိုက်ပါအောင်မေဟိုကျွန်တော်တို့လည်းလိုက်ခဲ့မယ်လေကိုချက်ကြီးအေးကွာဓမိဦးပဲကြောင်တကြီးရင်နေမှာတော့မိရင်နေနေရာနဲ့ဒုညိထားပြီးရှိနေခဲ့တာပါကုန်းထဲရမှာတော့မိခဲမှာဘိုးကြီးနဲ့တိုးကြော်တို့ကထိုင်နေခဲ့ကြတယ် ောင်ချက်ကြီးတို့ကရောဗာကိစ္စရှိလို့လေဟိုဒလဝါတကြီးသူတို့တောင်ယောက်ကအမှတ်ဉာဏ်ပြောင်းနေကြတာပါအဲ့ဒါမို့ကျုပ်ကအတိပြန်ဝင်လာအောင်လှုပ်ပေးချင်လို့ပါဟင်ဘလို့မျိုးရုံကဒါမို့သူတို့လေးတွေကိုဘာမှမမေးမသိဘူးဖြစ်နေရဟာဒလိုနဲ့မော်ဆရာချက်ချင်းလေးအเจ้าဆောင်ရှင်းပြလိုက်ကြည်အော်အဲ့လိုကိုတတော်အောင်ဆော်ရဲခလေးပါလားကဲပါအရင်ဆုံးတိုက်ဆရာရှေ့ကတက်လိုက်ပါမော်ဆရာချက်ချင်းလေးဘုန်းကြီးတို့တောင်ယောက်တော်ကို တိုက်ဆရာရှီယာတိုက်ပြီးနောက်သုံးယောက်သားကသတိပြန်ဝင်လာခဲ့တယ်။ဟမ်ဘာလို့ဒီမှာရှိနေရမှာလဲ။ငါရောပဲဘာလို့ဒီမှာရှိနေရလဲ။ကဲကလေးတွေချက်ကြီးပြောပြတလောက်တော့တော်ဘိုးတို့လေးယောက်ဖွဲကတောင်မောင်မအုံလက်သွားစီကြရတာနေတက်တာတလုံးအမှတ်မတင်တွေ့ခဲ့တယ်လို့ပြောပါတယ်။ဟုတ်ဟုတ်ပါတယ်ဦးတကြီး။အဲ့ဒီတက်တာတွေမှာဘာရွှေမှရှိမနေပါဘူး။အေးဦးတကြီးမှကျင်တာလေခုလိုမတော်တဆတခုတွေ့လာခဲ့သည်ရှိတော့ တတော်သမီးတို့ကိုယ်တိုင်မစင်စားပဲလူကြီးတွေကိုအကြပါလို့ဦးသက်ကြီးကမှားခြင်းနေဟုတ်ကဲ့ပါဦးသက်ကြီးဟိုတတော်လည်းစင်ကြမမင်းအေးကွင်ဒီလိုဆိုမောင်ချက်ကြီးကပဲဦးဆောင်ပြီးတော့ကလေးတွေကိုပြန်ပို့ပေးပါဟုတ်ကဲ့ပါသက်ကြီးကျုံအိမ်ရောက်ပို့ပေးလိုက်ပါမင်းဒီလိုနဲ့မော်ဆရာချက်ကြီးဦးဆောင်နေအဖွဲသားတွေလည်းဓမီတလက်နဲ့သက်ကြီးအိမ်ကနေထွက်လာခင်းရင်ဇလန်းလေးလည်းပြီးဆုံးသွားခဲ့တယ်